You're looking at a brand new method of the Very ကနေဒါနိုင်ငံအခြေစိုက် Ivan Hone Mines Limited က1994မတ်လလောက်မှာမြန်မာပြည်ကိုဝင်လာပြီးတဲ့နောက်ဖက်ဆက်ကုမ္ပဏီဖြစ်တဲ့မြန်မာ Ivan Hone Company Limited ကို1996အတွင်းစတင်ဖွဲ့စည်းပြီ 50ရာခိုင်နှုန်းအစုဆက်ပါဝင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့50ရာခိုင်နှုန်းပါဝင်မှုကို2000ဖေဖော်ဝါရီလမှာလွှဲပြောင်းပြီးတဲ့နောက်စီမံကိန်းကရောမြန်မာနိုင်ငံကပါထွက်ခွာသွားပါတယ်။စကိုင်းတိုင်းစာလင်ကြီးမြို့နယ်မှာရှိတဲ့လက်ပတော်တောင်ကျင်းဒီစီမံကိန်းကိုအိုင်ဗန်ဟိုးကုမ္ပဏီထွက်သွားပြီးတဲ့နောက်မှာဝင်လာတဲ့ အယုတ်ဝမ်ပောင်ကုမ္ပဏီနဲ့မြမစီးပွားရေးဥပိုင်လီမိတက်တို့ပူးပေါင်းပြီးဂျီနီတူဖော်မှလူသိများလာပါတယ်။အယုတ်ကုမ္ပဏီဖြစ်တဲ့ဝမ်ပောင်မိုင်းနင်းလီမိတက်ဟာအယုတ်အစိုးရရဲ့လက်နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ China North Industries Group Corporation ရဲ့လက်အောက်ခံဖြစ်ပြီးမြမစီးပွားရေးဥပိုင်လီမိတက်ကတော့မြန်မာစစ်တပ်ရဲ့ကုမ္ပဏီပါဒီစီမံကိန်းကို2010မှာစာချုပ်လက်မှတ်ထိုးပြီး2016မှာဂျီနီထုတ်လုပ်မှုစတင်လို့ ဧရိယာ3191ဟက်တာရှိပါတယ်။တမတ်ချက်အရမြေက6964ဧကသိန်းယူတာကြောင့်ကြေးရွာ၄ရွာကဒေသခံတွေရဲ့441အိမ်ပြောင်းရွှေ့စီပြီးပိုင်ဆိုင်မှုတွေကိုပါ သိန်းယူခံခဲ့ရပါတယ်။သိန်းစည်းခံဒေသခံတွေကိုသင့်ရော်တဲ့ရော်ကြီးမပေးတဲ့အပြင်ရေရှည်တံမွေးဝမ်းကြောင်းအစ်စ်ကိုလည်းဖန်တီးပေးခြင်းမရှိပါဘူး။ မြန်မာမှာ2021စစ်အာဏာသိမ်းပြီးတဲ့နောက်စက်ရုံတွေထုတ်လို့ရေးကန်တာတွေမှာစီးပွားရေးနဲ့လုံခြုံရေးအခြေအနေတွေကြောင့်ရန်နာတယ်လို့သိရပါတယ်။ဒါပေမဲ့2024မေလမှာဝမ်ပောင်ကုမ္ပဏီကအယုတ်လူသမား80လောက်ရောက်လာပြီးလုပ်ငန်းပြင်ဆင်လို့မြန်မာလူသမား3000လောက်ပြန်လဲခေါ်ယူမဲ့သတင်းထွက်လာပြီးဂျီနီတူဖော်ရေးပြန်လဲစတင်တယ်လို့ဆိုပါတယ်။စီမံကိန်းတည်ရှိတဲ့နေရာဟာစကိုင်းတိုင်းဖြစ်ပြီး PDF တပ်တွေအားကောင်းတဲ့ data ဖြစ်လို့လက်နက်ကိုင်ပုံကန်မှုလည်းအားကောင်းပါတယ်။စကိုင်းတိုင်းကရင်းမာပင်နဲ့စားလင်းကြီးနယ်တဲမှာဇပဲတောင်၊ကျေးစင်တောင်၊လက်ပတောင်တောင်တွေကို ဖြိုချပြီးအယုတ်ဝံပောင်နဲ့စစ်တပ်ဥပိုင်တို့ကဂျင်းနီစီမံကိန်းပြန်လည်စတင်တဲ့အခါစစ်တပ်ကအင်အားအများပြားနဲ့လုံခြုံရေးယူထားပေမဲ့ရရှိလာတဲ့ဂျင်းနီတွေကိုဂုံးလန်းကမတည်ရဲပဲ စစ်သည်မော်တွေတုံးပြီး ARD မြေချောင်းကတဲယူပေးတာတွေတွေ့ရပါတယ်။လုံခြုံရေးယူပေးနေတဲ့စစ်တပ်ကလည်းစီမံကိန်းကို လုံခြုံရေးယူယုံမကဘဲပတ်လည်ကရွာတွေကိုလက်နဲ့ကြီးနဲ့ပြစ်ခတ်ပတ်ဝန်းကျင်ရွာတွေကိုဝင်ရောက်ရှင်းလင်းတာတွေကြောင့်အခြေအနေဟာပိုပြီးတင်းမာရှုပ်ထွေးနေပါတယ်။2025အောက်တိုဘာလ18ရက်လောက်ကစပြီး လက်ဗရောင်းတောင်ကျင်းဒီစီမံကိန်းဝင်အတွင်းအခြေချတတ်ဆွဲထားတဲ့စစ်တပ်ကပြည်သူတွေကိုလက်နက်ကြီးနဲ့ပြစ်စစ်ကြောင်းထိုးတာတွေတောက်လျှောက်လှုပ်ဆောင်ခဲ့လို့စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်တာကြောင့်စစ်တပ်ဟာအထိနာသွားတိုင်းကုမ္ပဏီဝင်တွေပြန်ဝင်သွားပြီးထပ်မံစစ်ကြောင်းထိုးတာကိုလှုပ်ဆောင်ပါတယ်။အောက်တိုဘာ22မှာကုမ္ပဏီဝင်တွေကစစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပဝင်းချင်းရွာတွေကိုလက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်နေတာနေ့စဉ်ရက်ဆက်ရှိနေပါပြီ။ဒါကြောင့်23ရက်နေ့ညပိုင်းမှာကုမ္ပဏီဝင်းတဲ့တပ်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက short tight ဒုံးကျည်တွေနဲ့နေရာပေါင်းစုံကပစ်ခတ်တိုက်ခိုက်ခဲ့လို့1ပေါင်ကုမ္ပဏီဝင်းအတွင်းပောက်ကွဲမှုတွေဖြစ်ပွားကာမိလောင်ကျွမ်းခဲ့ပြီးအရေးပေါ်အော်အော်ဆွဲသံတွေတညာလုံးကြားရတယ်လို့မိသက်ကား စစ်ကားရဲကားတွေရုံးရင်ဆန်ခတ်ဖြစ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်25ရက်နေ့ညနေကလည်း short တိုက်ဒုံးတွေနဲ့ထပ်မံပစ်ခတ်ခံရပါတယ်ဒီလိုအပစ်ခံရပြီးတဲ့နောက်စီမံကိန်းဝင်းအတွင်းကစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တယ်လို့ရင်မာပင်နဲ့စာလင်းကြီးနဲ့အယုတ်ကျင်းဒီဆက်ယုံဝင်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးရန်ပြုတ်ပြီးဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာ လေချောင်းတက်ခိုက်တာတွေကြောင့်တပတ်အတွင်းဒေသခံ၅ဦးထက်မနည်းသေဆုံးပြီးယွမ်း၂၀ကျော်ကတောင်းချီတဲ့ပြည်သူတွေစစ်ဘေးရှောင်ထွက်ပြေးနေရပါတယ်။ဝမ်ပောင်ဂျီနီစီမံကိန်းဟာအောက်တိုဘာ23နဲ့25မှာရှော့တိုက်ဒုံးပစ်ခတ်ခံရတာကြောင့် Transformer ပေါက်ကွဲပြီး31ရက်အထိလုပ်ငန်းမလည်ပတ်နိုင်ပဲပြန်လည်ပြုပြင်လုပ်ဆောင်နေရလို့စက်ရုံလေပတ်မှုတွေခိတ္တရန်နာထားတယ်လို့သိရပါတယ်။ စက္ကမတက်ကလည်းဝမ်ပေါင်းဤကကြေးရွာတွေကိုစစ်ကြောင်းထိုးပြီးဒေသခံတွေကို တစားကံအဖြစ်ဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းတွေအပြင်လေကြောင်းကဘုံကျဲတိုက်ခိုက်တာတွေကိုလည်းဇက်တိုက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်လက်ပတောင်းတောင်ကျင်းဒီစီမံကိန်းစကတဲ့ကတန်ဃာတော်တွေမီးလောင်ဘုံနဲ့ပြစ်ခတ်ခံရတဲ့အပြင အခုပြင်းထန်တဲ့စစ်ပွဲကာလမှာပိုပြီးရက်ဆက်ကြမ်းကြုတ်ခဲ့တာကြောင့်ထွက်ရှိလာတဲ့ဂျင်းနေတွေကိုသွေးစွန့်တဲ့ဂျင်းနေများလို့ခေါ်ဆိုရမှာပါ2019စည်ရင်တွေအရအမြင့်ဆုံးဂျင်းနေတန်ချိန်အသိန်း2000လောက်ထွက်ခဲ့ပြီးတန်ကိုအမေရိကန်ဒေါ်လာ9000ကနေ12000ကြားနိုင်ငံတကာပေါက်ဈေးရှိလို့စုစုပေါင်းတက်တမ2ဘီလီယံခန့်ထွက်ရှိတာတွေ့ရပါတယ်ထုတ်လုပ်နိုင်တဲ့တန်ဖိုးကြီးမှလို့ စကမနဲ့တရုတ်ဝမ်ပေါင်တို့ကလည်းအကျိုးအမြတ်အတွက် သွေးခင်ပြီးကျိုးပန်းနေတယ်လို့ဆိုရမှာပါ။ရင်းမှာပင် စာလင်ကြီးဒေတာပြည်သူတွေကတော့ကျင်းဒီစီမံကိန်းလေပတ်နေတဲ့၍စစ်ဘေးတင်ပြီးစစ်ဘေးရှောင်နေရတာကိုရှောင်လွှဲလို့မရပါဘူး။ဒါကိုပဲအယံဇာတဂျိန်စာတင့်တယ်လို့စုံနေကြခြင်းဖြစ်ပုံရပါတယ်။